အပြောဆိုမတက်စိတ်နေသဘောထားမတက်သည့်အတွက်ကြောင့်တွားပြီးတော့ကဲရဲ့ရှုပ်ချမိသွားရင်အဲ့ဒါတသလုံးဒုက္ခရောက်ပြီးဘဝတန်တရားမှာကြည့်နေခောဆုတ်တရာလောင်းကြည့်ပိစိကဗုဒ္ဓအိမ်ကြွလာတဲ့ပိစိကဗုဒ္ဓတပားကခါလေးကုန်းနေတာဘာရဲ့လို့မဟုတ်ဘူးအပျော်လုတာတို့ရဲ့ပိစိကဗုဒ္ဓကဒီလိုလေးကြွတယ်ဆိုပြီးတော့ရွှေကွက်ကလေးပွေပြီးတော့ခါလေးကုန်းပြီးရည်စရာလုတာကကောင်းမှရည်ဖြစ်နေ နော်တကယ်ကတော့အဲ့ဒါမျိုးလေးကစပြီးတော့အတော်ကြောက်စရာကောင်းတယ်လို့အကုသိုလ်ကံဩကတိနာတထေသာဇလန်းကို ကြည့်လိုက်အောင်မယ်ဆိုရင် သူဇနီးတယ်ကဗာပြောလိုက်တော့သူတို့ဆူတောင်းတဲ့အခါလှူဒန်းပြီးဆူတောင်းတဲ့အခါဟိုအရှင်မြတ်ကသူတို့ဆူတောင်းပြီမှာကိုတိလို့ပြုံးလိုက်တာပြုံးလိုက်တာကိုသူကဘာမှတ်ချက်ပေးတော့ဆို ပြုံးတယ်ဆိုတာသူကသူပြုံးတာနေပါစေပေါ့မဟုတ်ဘူးတို့တို့အရှင်ကနော်ခုခေတ်လို့ပြောရင်တော့အနုပညာသမားထမရဲ့လို့ပြောတာပေါ့နော်တို့အရှင်ကဒီသတ္တမနဲ့တူပါတယ်လို့သတ္တမနဲ့တူပါတယ်လို့ပြောလိုက်တာဟိုယောက်ျားလို့တဲ့ဘုရားလည်းသူဇနီးပြောတဲ့အတိုင်းအေးဟုတ်မှာပေါ့ကွာလို့ ဒါနဲ့ပဲသူတို့ဇက်ကစားရတဲ့ဘဝမျိုးတွေရောက်သွားတာနော်အဲ့ဒါတကယ်စဉ်းစားကြည့်မယ်ဆိုရင်ဘာမှဖြစ်လောက်တာမဟုတ်ဘူးလို့ပြောရမှာဘာမှဖြစ်လောက်တဲ့မဟုတ်တဲ့ကံလေးကလည်းကျိုးပြီးတတ်တယ်ဆိုတာအဲ့ဒါကိုပြောတာနာဟိကမ္မံဝိနတတိတဲ့ကုသိုလ်ကံပဲဖြစ်ဖြစ်အကုသိုလ်ကံပဲဖြစ်ဖြစ်ကိုလုံးမိတဲ့ကိုယ့်ရဲ့စိတ်ထဲမှာဖြစ်သွားတဲ့အရာလေးဟာအကုသိုလ်ကံဆိုရင်အမဲဆက်ကလေးပေါ့ကုသိုလ်ကံဆိုလို့ရှိရင်တော့ အဖြူကလေးပေါ့အဲ့ဒီနှစ်ခုစလုံးဟာပျောက်ပြက်သွားတာမဟုတ်ဘူးတဲ့မျိုးစိတ်ကလေးတွေဖြစ်သွားပြီတနေ့တစ်ချိန်ကျအခွင့်သာလို့ရှင်အပင်ပေါက်လာမှာပဲလို့ဒီလိုပြောတာနော်ဒါကြောင့်မို့တတိထားရတယ်ကိုယ်နဲ့မဆိုင်တာဆိုရင်မဝေဖန်မိဖို့မပြောမိဖို့ကိုယ်စိတ်ကိုတတိထားပြီးတော့ရသဗျာရဲ့ဆုံးမဩဝါဒရှိတယ်နာဟိနပရိတံဝီလောမဏိနပရိတံကတာကတံလည်း သူတပါးရဲ့မသိမလျော်တဲ့ကိစ္စတွေဝေဖန်မနေနဲ့เนาะနတ်ပရိသံဝီလောမာနိဝီလောမာနိဆိုမလျော်ညီတဲ့ကိစ္စတွေမဝေဖန်နဲ့เนาะကတာကတံလောက်တာမလောက်တာတွေတော့ဝေဖန်မနေနဲ့ဒီလိုဆိုလို့တယ်เนาะဝေဖန်ပြီးပြောလိုက်မယ်ဆိုရင်ကို့မှာအကုသို့ဖြစ်သွားနိုင်တယ်လို့ဒီလိုဆိုတာနတ်ပရိသံဝီလောမာနိနတ်ပရိသံကတာကတံအတ္တနောဝအဝိခယာ ့ကိုပဲချီလူတွေကသူများဝေဖန်လိုက်တယ်ဆိုရင်အော်သူများဝေဖန်တဲ့စိတ်ကိုတော့ကောင်းတဲ့စိတ်လို့သွားထင်နေတာအဲ့ဒါကမကောင်းတဲ့စိတ်ဖြစ်သွားတယ်။ဒါလေးကိုတတိထားဖို့လိုတယ်နော်။အကုသိုလ်ဆိုတာလွယ်လွယ်လေးနဲ့ဖြစ်တယ်